United ကတော့ကျွန်တော်တို့ဒီ Latlon ပြီးခဲ့တဲ့လာနဲ့ဒီဘက်လာဒီနှစ်လားလောက်တွင်းမှာတော့သူတို့နဲ့ပတ်သက်ကျွန်တော်အရာအားလုံးကကောင်းလက္ခဏာဆောင်တာတွေပဲမြင်ရတယ်ဗောနော်အခုဆိုနောက်ဆုံး၅ပွဲဆက်မရှုံးထားဘူး၃ပွဲဆက်နိုင်ပြီနောက်ဆုံး၂ပွဲဆက်သေးကြတယ်ဗောဒါပေမဲ့ဟိုမရှုံးသေးဘူးဆိုတဲ့အနေထားမှာဆိုတော့ဒါကောင်းနေသေးတယ်လို့ကျွန်တော်ပြောလို့ရဒါပေမဲ့၂ပွဲဆက်သေးကြတော့ပဲပိုင်းမတွေ့မယ်ဆိုရင်ပြန်ကြလာပြီလားဆိုတော့မိကုန်းကလည်းဆက်ထွက်လာမှာဗောနော်ဒါပေမဲ့မဆိုးဘူးဗောဗျာအဲ့တော့ကိုညာတို့ဆက်စကိုတို့ဒါဒီထက်ပိုပြီးတော့ဒီ goal တွေ involvement တွေပိုများလာမယ်ဆိုတော့ United ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ကြွလာမှာတိုက်စစ်ကပိုကောင်းလာမှာအခုတော့မှဘရူနိုတို့ကက်ဆီမီရိုတို့နိုင်ငံသင်းတွေမှာရောကလပ်မှာရောပြန်ပြီးတော့တည်ငြိမ်တဲ့ခြေစွမ်းနဲ့ပို့ပြီးတော့စီးကပ်လာပြီပေါ့နော်အဲ့တော့အသင်းရဲ့ရှေ့လေတော့ဘာဖြစ်ဖြစ်ရုံလုံးပေါ်လာပြီအသင်းသင်းနေနဲ့အသင်းလိုက်နေနဲ့ဟန်ကျက်တစ်ခုလည်းပေါ်လာပြီဆိုတော့ United ပဲပို့ပြီးအားကောင်းမယ်ထင်ပါတယ်ပြီးတော့ဒီဟာဒီ United ကအိမ်ဝင်နေရလဲ၅ပွဲမှာ၄ပွဲလောက်နိုင်ထားတယ်အာဆင်နယ်တပွဲပဲရှုံးထားတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲမှာ United အင်္ဂါအခုလိုပြောတဲ့ရေဘူးကအမြင်ကိုထောက်ခံပါတယ်။ United ပဲဒါရက်လက်ကောင်းသွားမယ်ပွဲလို့ပဲကျွန်တော်လည်းကောက်ချက်ချတယ်။